မင်္ဂလာပါခင်ဗျာကျွန်တော်ခုဖတ်ပြခြင်းတဲ့စာလေးကတော့စာရေးဆရာ John B. Noss ရေးသား Man's Religion ဆိုတဲ့စာအုပ်ကိုဆရာဦးစန်းလွင်ဘာသာပြန်ရေးသားတယ်လူလူကိုဝယ်ရဘာသာကြီးများဆိုတဲ့စာအုပ်ခဲကဖြစ်ပါတယ်စာရေးဆရာ John B. Noss ဟာ theologist ခေါ်ဘာသာရေးဆိုင်ရာ ပါမောက္ခဖြစ်ပြီးဘာသာရေးများကိုလေ့လာတဲ့အခါအတွေ့အခေါ်များသဒ္ဒနာများသမိုင်းများကိုသာအဓိကထားလေ့လာတဲ့သူဖြစ်ပါတယ်ဒီစာအုပ်ကိုတင်ပြတဲ့အခါမှာမိသူကိုမှထိပါလို့ခြင်းမိသည့်ဘာသာကိုမှထိပါလို့ခြင်းဆန္ဒမရှိဘဲစာရေးသူရဲ့အာဘောကိုသာ တင်ပြခြင်းဖြစ်ပါတယ်ကျွန်တော်တို့လေ့လာဝေဖန်နိုင်မှုဖြစ်ပါတယ် ကျွန်တော်ဒီနေ့ဖတ်ပြမယ့်စာလေးကပြီးခဲ့တဲ့ပတ်ကဖော်ပြခဲ့တဲ့ဘာသာတွေရဲ့အခြေခံတူညီချက်များတဲ့ကလူမျိုးစု အထိမ့်မှအယုတ်ကိုးကွယ်မှုဆိုတဲ့စာလေးအဆက်ဖြစ်ပါတယ်ရှင်းကြသော လူမျိုးစုတွေရဲ့ဘာသာယုံကြည်ကိုးကွယ်မှုဆိုင်ရာရေဘူးရလက္ခဏာတွေကိုလေ့လာရတဲ့အခါမှာ လူရိုင်းမျိုးနွယ်စုတွေရဲ့ဓလေ့ထုံးစံများမှာမော်လဲမဆန်ဘာသာရေးလည်းမဆန်လို့ဆိုနိုင်ပါတယ်။ဒါပေမဲ့လည်းမော်နဲ့လည်းတိတ်မကင်းသလိုဘာသာရေးသဘောလည်းတိတ်မကင်းတဲ့အလေးထားတစ်ခုကိုအကျဉ်းမြှထည့်သွင်းဆွေးနွေးလိုပါတယ်။ရှင်းကြတဲ့လူရိုင်းများဟာတရိတ်ဆန်တွေကိုအလွန်ရင်းရင်းနှီးနှီးဆက်ဆံတဲ့တဲ့စိတ်ရှိကြပါတယ်။ရှေးခေတ်လူသားများအဖို့ကတရိတ်ဆန်များဟာနှီးနှီးဆက်ဆက်ဆက်နွယ်မှုရှိတဲ့ အကြောင်းကြောင်းအမျိုးမျိုးရှိပါတယ်။ဒေါက်တရိတ်ဆက်များကိုပင်လူသားတွေကအစားအစာရှာဖွေရမှတော့လကောင်းထွက်ပြေးရမှတော့လကောင်းခုခံတိုက်ခိုက်ရမှတော့လကောင်းအသုံးချကြပါတယ်။တရိတ်ဆက်များကထိုလူများလှုပ်ချင်တယ်လို့လိုက်လှုပ်ပေးကြရတာဖြစ်ပါတယ်။ဒီလို တရိတ်ဆက်များပေါ်ထားတဲ့ယင်းဤစိတ်ကလူမျိုးစုအထိမ့်မတ်အယုတ်များကိုးကွယ်မှုကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဒီလိုမျိုးသားအထိမ့်မတ်အယုတ်ကို totem လို့ခေါ်ပါတယ်။အဲဒါကို totemism လို့ခေါ်တယ်။ထိုစကားကို American တိုင်းရင်းသား Indian Red Indian လူမျိုးစုတွေ OG ဘွေလူမျိုးစုတွေရဲ့စကားဖြစ်ပါတယ်။အဓိပ္ပာယ်မှာအုပ်စုလို့ဒိဗေရပါတယ်။ဒီရှေ့ကြတဲ့လူမျိုးစုတိုင်းလုံးလုံးမှာပါ၎င်းတို့ရဲ့အမျိုးသားအထိမ်းအမှတ်ကိုပေါ်ဆောင်တဲ့တရိစ္ဆာန်တစ်မျိုးမျိုးရဲ့ရုပ်ပုံရှိပါတယ်။လူမျိုးရေးအုပ်စုဝတ်မှုကိစ္စမှာ ဒီအထိမ့်မှတ်ဒရိဆန်ရုပ်ကိုအသုံးချပါတယ်တချို့ကကိုးကွယ်ပြီးရှိခိုးကြပါတယ်လူမျိုးတစုကလင်းယုံနောက်တစုကချင်းသေးဒီလိုသတ်မှတ်ထားတယ်ဆိုရင်ထိုသတ္တဝါကိုထိုလူမျိုးတို့ကတပ်ဖြတ်လိမ့်မရှိကြပါဘူးဘာသာရေးပွဲလမ်းသမင်ကျင်းပတဲ့ကထိုသတ္တဝါရဲ့အသားကို မင်္ဂလာအတွက်အသုံးပြုမှသာတပ်ဖြတ်ပူဇော်လေးရှိပါတယ် ဒီလိုလူမျိုးအထိမ့်မတ်သားကောင်ရဲ့အသွေးသားကိုအနှင်းငယ်စီဇတိအဖျင်စားတော့ရတဲ့ဘာသာရေးပွဲဟာအလွန်အရေးပါတဲ့ပွဲဖြစ်ခဲ့ပါတယ်။နောက်ခါမှာခရိယံဝိပုကြောင်းများမှာလည်းပမုတ်ငင်အနှင်းငယ်နဲ့ဝိုင်းရက်နီနီရဲကိုခရစ်တော်၏အသွေးသားဖြစ်ဆက်ခရမန္တမင်္ဂလာဟုစားသုံးကြတာနဲ့ဆင်တူပါလေ။၎င်းကို communion လို့ခေါ်ပါတယ်ဥပမာဖြစ်ရဲ့အချို့ကိုလေ့လာကြည့်အပိုင်းကို ဆက်လက်တင်ပြတော့မှာပဲရှင်းကြတဲ့လူမျိုးတွေဟာဘာသာရေးယုံကြည်မှုဆိုင်ရာထိတွေ့ခံစားချက်သဘောကိုသူတို့ရဲ့သဘောသဘာဝများကို ခွဲခြံစိတ်ဖြာလေ့လာကြည့်ုံနဲ့နားလည်နိုင်မှာမဟုတ်ပါဘူးပိုပြီးပြည့်ပြည့်စုံစုံ နားလည်သဘောပေါက်ဖို့အတွက် သူတို့နေရာမှာကိုးစားဝင်ပြီးလေ့လာကြည့်နိုင်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ပထမဦးစွာအိန္ဒိယပြည်ကိုသွားကြည့်ကြပါလို့လူသိနေတဲ့တော်လင်းလူမျိုးစုအကြောင်းကိုလေ့လာဖို့အတွက်ဖြစ်ပါတယ်။ပြီးမှအာဖရိကတိုက်ကိုသွားပြီး အနည်းငယ်အသိဉာဏ်တိုးတက်နေပြီဖြစ်တဲ့လူမျိုးစုအကြောင်းကိုလေ့လာကြည့်ကြပါမယ်။အိန္ဒိယပြည်ချိုတာနာဂပူမှဘီဟောလူမျိုးစု တော်ရင်သားလူရင်းတွေဖြစ်ကြပါတယ်ဒီလူမျိုးစုရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကဘာလဲဆိုတော့သူတို့ဟာရိုးရာကိုးကွယ်မှုဓလိထုံးစံနေတာရှိကြပါတယ်ဒါပေမဲ့ဒီလူမျိုးစုများအနေနဲ့၎င်းတို့ဒေသနဲ့နီးစပ်တဲ့ဟိန္ဒူဘာသာဝင်များထံမှာဟိန္ဒူဘာသာရေးအယူဝါဒတွေကိုလည်းလက်ခံယုံကြည်လူကယုံကြည်ခွင့်ကိုပေးထားပါတယ် ကမ္ဘာပေါ်မှာခေတ်အနောက်အကြာဆုံးလူမျိုးတစုဖြစ်နေစေပါဘူးယဉ်ကျေးမှုအပြောင်းအလဲဖြစ်ပေါ်ခြင်းဟာထိုလူမျိုးစုအပေါ်ကိုဩဇာလွှမ်းမိုးမှုရှိပါတယ်ဒါဟာ အလွန်ကြီးကျယ်တဲ့ဥပမာတစ်ခုဖြစ်ပါတယ်ဘီဟောလူမျိုးစုဟာဒရာဗီဒီယန်မျိုးနွယ်စုကြီးမှဆင်းသက်လာတဲ့အမူလပင်ရင်တိုင်းရင်းသားလူမျိုးစုဖြစ်ပါတယ်၎င်းတို့ဟာ ချိုတာနတ်ပူခေါ်တဲ့အိန္ဒိယနိုင်ငံအရှေ့အလယ်ပိုင်းကုန်းမြစ်ပေါ်မှာနေထိုင်ကြသူဖြစ်ပါတယ်။ထိုလူမျိုးစုတွေမှာ အုတ်စုနှုတ်စုကွဲတွေရှိပါတယ်။ဥတလူနဲ့ယာဂစ်ဆိုပြီးနှစ်ဖွဲ့ရှိပါတယ်။အခြေချနေထိုင်သူတွေကယာဂစ်လို့ခေါ်ပြီးဥတလူဆိုတဲ့လူတွေကတော့လှည့်လည်နေတဲ့သူတွေဖြစ်ပါတယ်။အခြေချနေထိုင်သူတွေကလူနည်းစုဖြစ်ပါတယ်။ ဟိန္ဒူကြီးရွာတွေရဲ့မနီမွေဒေတာတွေမှာအခြေချနေထိုင်နေကြတယ်။မိယာတွေကိုယူပြီးထွန်းရဲစိုက်ပျိုးမှုတွေပြုလုပ်ကြတယ်။လဲလဲနေထိုင်တဲ့ဥတလူများကအမြအထူးသဖြင့်ပြောင်းရှေ့ရလဲကူတဲ့နေရာများမှာနေထိုင်နေကြတယ်။မိုးရာသီမှာအပတန်းရာသီတွေမှာတောတွင်းမှာလှည့်လည်သွားလာနေထိုင်နေကြတယ်။တောင်ဆောင်များမှာစခန်းချနေထိုင်ရတဲ့အခါ၎င်းတို့ကတိရွဲ့တွဲလေးတွေထိုးပြီးနေကြတယ်။တခါတည်းမှာဒီလူမျိုးစုကိုလည်း မြောက်လူမျိုးစုဟုခေါ်တတ်ကြပါတယ်ဒီလိုခေါ်တဲ့အကြောင်းရင်းကသူတို့စားတဲ့အစားအစာတွေကမြောက်စာနဲ့တူလို့ပြောကြပါတယ်။ကြောက်ခက်ကလူသားများနေထိုင်ကြသလိုအလွန်ညံ့နှံပီစွာနေထိုင်တတ်ကြပါတယ်။တည့်ရတစ်ခတ်တွေနဲ့အဆောက်လုပ်ထားတဲ့သူတို့ရဲ့တဲများမှလည်းဂျုံကင်းတွေကကောင်းလိုင်းစည်းများနဲ့သရံတူပါတယ်။တဲများကိုအဝိုင်းလိုက်တိဆောက်ထားပါတယ်။အလွယ်ပခုဘက်ကိုဝင်ပေါက်ထားပြီးစောက်ကြပါတယ်။ အလဲရှိတဲ့မိကော့ကိုတန့်ရှင်းအောင်ထားပြီးဒီပြက်စီလှဲကျင်းထားတယ်ကြာဒီချိန်သလိုအိမ်တိုင်းလဲ့ရဲသွာလာနေတိုင်းညသူတွေဟာစိတ်တွေဝက်တွေကိုကျွဲနွားတွေကို မွေးမြူထိန်သိမ်းခြင်းမရှိပါဘူးဒါပေမဲ့ကျွဲနွားစိတ်ဝက်များရဲ့အသားကိုစားလို့တဲ့အခါမှာဒါမှမဟုတ်ရစ်ပူစော်လို့တဲ့အခါမှာရရှိအောင်လုပ်တဲ့နီလန်းတွေကိုတော့တည်ထားကြပါတယ်။သားကောင်တွေကိုအလိုရှိတဲ့အခါတော်ရင်မှာပုံမနေပဲတောဆက်အပြင်မှာသို့ထွက်ပြီး တခြားလူများတမပစ္စည်းချင်းဖလှယ်တဲ့စနစ်ဖြင့်စိတ်ဝက်ကျွဲနှွားများကိုရယူတတ်ကြပါရဲ့ကြွက်များကြက်ဘဲများကိုသာစားတောက်တတ်တဲ့သူမျိုးဖြစ်ပါတယ်လူမှုဖွဲ့စည်းပုံစံမှာအုပ်စုနှစ်စုဖြင့်ဖွဲ့စည်းထားတဲ့ပုံစံဖြစ်ပါတယ်အုပ်စုတစုကအစားအစာရှာဖွေပြီးအုပ်စုအခြားတစုကအိမ်တော်ကြီးဆွေမျိုးကိစ္စများကိုစီမံခန့်ခွဲတဲ့အုပ်စုဖြစ်ပါတယ်ပထမအုပ်စုမှာတန်တာခေါ်တဲ့ မိသားစုအဖွဲ့ကလေးများပါဝင်နေမိသားစု၄စုမှ၁၀စုကိုတပ်စုဖွဲ့ဖွဲ့ထားပါတယ်မိသားစုကောင်းဆောင်စေရင်ကောင်းတယောက်စီအုပ်ချုပ်ပါတယ်အဲ့ဒီစေရင်ကောင်းကလည်းနတ်ဆရာဖြစ်ပါတယ်ဒုတိယအုပ်စုမှာလည်းမျိုးတူချင်းအိမ်တော်မပြုရတဲ့မျိုးနွယ်စုများဖွဲ့စည်းထားပါတယ်မျိုးနွယ်စုတစုမှာလူမျိုးစုအထိမ့်မှအယုတ်တရိษံယုတ်တစ်ပင်ယုတ်သီသီဝလံယုတ်ပန်းမှုယုတ်စသည်ကိုထားရှိကြပါတယ် ဘီဟောလူမျိုးသားများရဲ့အဓိကအလုတ်ကအမဲပစ်ခြင်းမုတ်ဆိုးအလုတ်ပဲဖြစ်တယ်။လင်းနဲ့များအောင်မသုံးဘူးဟင်။ပိုက်ကွန်ရက်လို့ပြီးတော့အမဲလိုက်ကြပါလေ။ဒါကြောင့်သူတို့ကအမဲလိုက်ပိုက်ကွန်ရက်လို့တဲ့အလုတ်ဖြင့်အချိန်ကုန်ကြရပါလေ။အစားအစာအတွက်အဓိကကြတဲ့အလုတ်ကမြောက်များကိုကြော်ဝင်းထောင်ပြီးဖမ်းရင်ဖြစ်ပါလေ။ဒီနည်းကိုရှေးကြတဲ့လူမျိုးတွေသုံးကြပါလေ။၎င်းကိုအစီအစဉ်ကြနာအောင် နတ်များကိုတိုင်တယ်ပြီးပြုလုပ်နေရှိပါတယ်။ပြုလုပ်ပုံတစ်ခုကိုနမူနာပြောပြတင်ပါတယ်။တတ်မှတ်ထားတဲ့နေရတဲ့မှာနရလို့ခေါ်တဲ့ရွာသတိရွာနီးမှာရှိတဲ့ရေထွက်ဆန်းချောင်းကလေးကိုသွားပြီးသူ့ကိုယ်သူကိုလက်တန့်စီရပါတယ်။ရေနဲ့ပေါ့ပြီးတော့ရေကြားတစ်ခုကိုရေဖြည့်တယ်ရေတကောင်းကိုရေအပြည့်နဲ့အိမ်ကိုတည်ယူလာခဲ့ရတယ်အိမ်ကိုရောက်တဲ့အခါခြင်သိတည်ရင်နဲ့ပြုလုပ်ထားတဲ့အဝတ်အစားကိုလဲလှယ်လိုက်ပါတယ် မရဆိုတဲ့ဒီရွာကြီးဟာတန်ဓာမိသားစုအဖွဲ့များတဲ့ကလူကြီး2ယောက်3ယောက်နဲ့အတူစဘာလက်တစုပ်လောက်ကိုယူပြီးရေတကောင်းကိုပါဆောင်းယူသွားပါတယ်။နတ်ပူဇော်ရာတောင်ကုန်းကိုဂျရာလို့ခေါ်ပဲ။အဲ့ဒီဂျရာတောင်ကုန်းလေးကိုသွားကြပါတယ်။ဒီကိုဝါလို့ခေါ်တဲ့ကို့ဝါလို့လည်းခေါ်တယ်။အမဲလိုက်ဖို့ပူဇော်ပတ်တဲ့အပွဲကိုပြင်ဆင်ရပါတယ်။ နဲ့တင်တဲ့ပွဲပေါ့ခင်ဗျာခန့်ထားတဲ့ပုဂ္ဂိုလ်ဟာတရားလို့ခေါ်တဲ့ပူဇော်ဝဲကျင်းပရက်ကိုမိသားစုများတွေကအမဲလိုက်ထွက်မဲ့သူများကိုအမဲလိုက်ပိုက်ကုံများကိုအဆုလိုက်အပုံလိုက်တည်ဆောင်ပြီးယူလာတတ်ကြတယ်ဒီပိုက်ကုံကြီးရဲ့အပုံကြီးရှေ့မှာနရခေါ်တဲ့ရွာသတိဟာခြေတစ်ချောင်းကိုထောက်ပြီးရက်နေတယ်ဘဲခြေကိုထောက်ပြီးညာခြေရဲ့ဘွားကိုဘဲခြေရဲ့ဒူးစစ်နေရာမှာကိုေးကောက်ပြီးရက်ထား သူမျက်နှာကိုအရှိဘက်ကိုမျက်နှာမူထားတယ်လက်နှစ်ဖက်ကိုလည်းဘေးကိုကားပြီးဆန့်ထားရပါတယ်ပြီးရင်ရေကိုမြေပေါ်ကို၃ချိန်တိတိအနည်းငယ်စီသုံးလောက်မီနှက်များကိုပင့်ဖိရပါတယ်အမဲလိုက်ဖို့အတွက်အောင်မြင်မှုရစီဖြစ်ပါတယ်ဗဇက်ကလည်းနှက်များကိုတိုင်တဲပါတယ်အရှင်နှက်ကောင်းနှက်အပေါင်းတို့အစဉ်နှမင်းတို့ဟာကျွန်ုပ်ပတာလိုက်ပါတယ်သားကောင်းတွေရဲ့သွေးများဟာဤရေကဲ့သို့စီးဆင်းကြပါသည်လို့ ပါဇက်ကလည်းရွတ်ဆိုပါတယ်။ပြီးရင်နရဟာ ပိုက်ကွန်ဘုံကြီးရှိမှထိုင်ရပါတယ်။မိဘမှာဟင်းလာဗရာအနီအောင်ဆေးဖြင့်ပိုက်ကွန်ဘုံရှိမှ သုံးနေရာမှတ်သားထားပါတယ်။ပြီးမှထိုဟင်းလာဗရာအနီအောင်တုတ်ထားတဲ့မိွက်ပေါ်ကိုစပစိအနှင်းငယ်စီဖြူလိုက်ပြန်ပါတယ်။ပြီးရင်နတ်တွေကိုထပ်ပြီးတိုင်တဲပြန်ပါတယ်။ယနေ့ကျွန်ုပ်ဒီသင်္နာပေါင်းတို့ဟာဤဆန်စပါးဖြင့်ပူတော်ပါလာပါသည်။ ျွန်ုပ်တို့မှာလင်းမြန်စွာအောင်မြင်မှုရရှိကြပါစေကုန်သတည်းကျွန်ုပ်တို့တော်တဲ့သောဝင်ဤပိုက်များကိုထောင်လိုက်ပြီးသည့်နှင့်အမဲသားကောင်တို့သည်ဤပိုက်ကုန်လုံး၌အလင်းအမြန်ကြောက်ရောက်ပါစေသတည်းလို့နတ်တွေကိုတိုင်တင်ကြပါတယ်ဒီလိုရွတ်ဆိုပြီးတဲ့အခါမှာသူတို့ဟာအိမ်ကိုပြန်လာကြပါတယ်ပိုက်များကိုပတ်သက်ရာကြာမီကဘွားပဲထားပစ်ခဲ့ကြပါသေးတယ်လက်ကစားစားသားအောင်ပြီးတဲ့အခါအမဲလိုက်ထွက်တဲ့သူတွေဟာမိမိနဲ့သက်ဆိုင်ရာအမဲလိုက်ပိုက်တွေကို ပတ်သက်ရာဂျာမီကွက်ပေါ်ကသွားပြီးယူကြရပါတယ်။မလုံးများနဲ့လက်ရိုက်ဒုတ်တန်များကိုပါပိုက်တန်းရန်အတွက်ယူဆောင်သတ်မှတ်ထားသောတော်တွင်ကိုသွားကြပါတော့တယ်။တောဟုရောက်တဲ့အခါမှာမုတ်ဆိုးအလုံးဟာမြေပေါ်မှာထိုင်ကြပြီးရင်စုဝေးကြရပါတယ်။ဤသို့ခဒထိုင်ခြင်းကိုအဘလို့ခေါ်ကြပါတယ်။ထိုအချိန်မှာကုတ်ဝါဟုခေါ်တဲ့အမဲလိုက်ပွဲကို ပြင်ဆင်မှုခန့်ထားတဲ့သူကပိုက်ကွန်တစ်ခုစီကိုတိကနဲ့အခက်ဖြင့်ရိုက်ပုတ်ပေးပါတယ်။ ထို့သက္ကနအခက်ပြင်နရခေါ်တဲ့ရွာသတိဟာဘာနာသနာလို့ခေါ်တဲ့အစီအကိုပြုလုပ်ရပါတယ်။ဒီစီစဉ်ဟာမိသားစုတွေကမိမများရဲ့ပြုစားတဲ့အကြည့်များရှိနေခြေဖြက်ရန်အတွက်ပြုလုပ်ခြင်းဖြစ်ပါတယ်။တစုံတရာပြောကပါလာရင် အန္တရာယ်မရှိပပျောက်စီဖို့ဘာနာသနာအစီအစဉ်ကိုပြုလုပ်ရခြင်းဖြစ်ပါတယ်။နရခေါ်တဲ့ရွာသတိကနှုတ်ကလည်းဒီလိုရွတ်ပြန်ပါတယ်။ ယနေ့ကျွန်ုပ်သည်ကျွန်ုပ်တို့အားအဝေးသို့နှင်ထုတ်ရန် ပြုစားသောအကြည့်ဖြင့်ကြည်ကြကုန်သောမိမာများ၏အကြည့်ကိုခြေရန်အတွက်ဤဘာနာတနာကို ပြုလုပ်ပါသည် ကျွန်ုပ်တို့မှအောင်မြင်မှုရလဒ်ရရှိပါစေသောတောတွင်းသို့ဝင်ပြီးနောက်ခဏမကြာမီပင်သားကောင်ကိုရရှိပါသည်သောတီဟို၌တရားစစ်ဤစီဆက်သည်ထိုမိမာများ၏မျက်လုံးများတဲ့သို့ကြောက်ရောက်ပါစေသောပြီးတဲ့အခါမှာမုတ်ဆိုးများကို နှစ်ယောက်တစ်ဖွဲ့စီဖြင့်အရှိနောက်ဝဲရအရက်လေးမဲ့နာကိုမြောက်ဖမ်းရန်အတွက်ထွက်ခွာသွားစေပါれထိုမုတ်ဆိုးများဟာအလိုရှိရာတောင်းတအပ်တဲ့သားကောင်များကိုတွေးတဲ့အခြင်းကိုရရှိတဲ့အခါတော်ရဲမှာအသင့်တော်ဆုံးနေရာကိုရွေးချယ်ပြီးတစ်ပင်များဟာ၎င်းတို့ရဲ့ပိုက်များကိုအတန်းလိုက်တစ်ပင်များမှာတန်းစီပိုက်ကုန်ထောင်ရပါတော့လေလူနှစ်ယောက်သုံးယောက်ကတော့မိမိတို့ကိုပုံကွဲပြီးစောင့်ညောက်ထိုင်ထိုင်နေကြပြီးလက်တွင်လဲဒုတ်ဒါမှမဟုတ်တင်းမို့ကို စွဲကင်ထားကြပါတယ်ထိုးသူများထိုင်ဆောင်နေတဲ့နေရာဟာပိုက်တန်းထားတဲ့သစ်ပင်များရဲ့ရှိတဲ့ဂိုက်20လောက်အကွာမှာဖြစ်ပါတယ်ဒီလူများကိုအတ္တဝါဟာလို့ခေါ်ကြပါတယ်ထိုးလူတွေကိုစောင့်ကြက်တဲ့လူများကိုလည်းထပ်မံရွေးချယ်ထားပါသေးတယ်တယောက်စီရဲ့ရှိဘက်ဂိုက်20လောက်မှာစီရဲ့အဆောက်အအုံများလည်းရှိပါတယ် ထိုသူတို့ကိုရှီကိုက်20လောက်မှတဖန်ရက်ပြီးထတ်ဆောင်တဲ့တဦးစီရှိပါသေးတယ်။ဘေးလူနှစ်ယောက်ကမြောက်များကိုတော့၆တဲ့အနေနဲ့မောင်းပူလာပါတယ်။မူလာဆောင်ဆိုင်တဲ့အတ္တဝါဟလို့ခေါ်တဲ့ပုဂ္ဂိုလ်တွေထွက်လာကြပြီးမြောက်များကို အတူတကွပိုက်ကုံများတန်းချထားတဲ့နေရာကိုမောင်းသွေးရပါတယ်။ပိုက်မှာမိတဲ့မြောက်ကို၎င်းတို့လက်ထဲမှာရှိတဲ့ဒုတ်တွေတင်းပုတ်တွေနဲ့ရိုက်တတ်ပါတယ်။အမဲလိုက်ပြီးရတဲ့သားကောင်များကို ထုတ်ပိုးပြီးပိုက်များကိုသိမ်းပြီး တော်လူများကတော်တဲ့ကထွက်ခွာသွားကြပါတော့လေ။၎င်းတို့ကအနီးနားမှာရှိတဲ့ရေရှိရာရဲ့စမ်းကြောင်းများကိုအနီးနားရှိတဲ့တင့်တော်ရနေရာကိုရောက်လာကြတဲ့အခါမိဖို့ကြပါလေ။မိဖို့ထဲမှာမြောက်များကိုမိဖို့ကြပါလေ။မိဖို့ပြီးတဲ့အခါမြောက်များကို ရေဖြင့်စေကြောတုတ်တင်ပြီးအပိုင်ပိုင်ခုတ်ထည့်ကြပါလေ။ပြီးတဲ့အခါမှာအုံနောက်အသေးနှလုံးကလီစာများကိုထုတ်ယူကြပြီးလက်စစ်ကအသားများပါအထက်ကဖတ်ပြင်ထုတ်ပြီး ထိုးအထုတ်ကိုကျူအပ်ဖြင့်ချုပ်ပါလေ။ အထက်အောင်မီးလောင်နေတဲ့တစ်တောင်းများကြားမှာထားပြီးဖုတ်လောကြပါတယ်။ပြီးတဲ့အခါအသားများကိုဝေချမ်းပေးပါတယ်။ထို့ကဲ့သို့ဝေချမ်းစားတောက်ခြင်းကိုနရခေါ်ရွာသတိရောက်မလာမီမပြုလုပ်ရပါဘူး။ရွာသတိရောက်လာတဲ့အခါမှာသာ ဝေချမ်းခြင်းဖြစ်ပါတယ်။ရွာသတိကိုလည်းအသေးတုံးကိုအရင်ပေးရပါတယ်။ရသည်ကအသေးကိုသူ့ဖသာဖတ်ဖြင့်ထုတ်၍ဖုတ်ပါပါတယ်။ပြီးမှအထုတ်ကိုကိုင်ကမလန့်မကန့်နေရာမှာမုံဆိုးများကို ကြောပေးရက်နေရပါတယ်ပြီးမှအတူတကွနတ်များကိုအနှင်းငယ်ကြီးပေးပြီးတင်မြှောက်ကြပါတယ်အလားတူပဒခြင်းမျိုးကို နောင်နာကမှလည်းပြုလုပ်ပါမိအကြောင်းကိုလည်းတတိပြုပြတယ်ဘီဟောလူမျိုးစုနှစ်ခုလုံးမှာအနာဂတ်ကာလ၌မုတ်ဆိုးများရရှိရအရေးကြီးတဲ့အတွက်အိမ်တော်ပြည်သားသမီးဖွားရရအရေးပါတဲ့ကိစ္စတည်းရဖြစ်ပါတယ်ဒါကြောင့်လက်ထပ်ပွဲမိဖွားပွဲအခမ်းအနားကျင်းပကြပါတယ် တို့အခမ်းအနားတွေမှာမှော်ပညာနဲ့များပူဇော်ခြင်းကိစ္စတွေပါဝင်နေပါတယ်။ကလေးများဝင်တဲ့အထုပ်ကူးဆိုင်ထင်းကြောင်းရပါတယ်။ဘဝတစ်ခုဖြစ်လာဖို့ဟာခက်ခဲပါတယ်။လူဘဝကိုရန်လိုတဲ့နတ်များနှောက်ရှက်ဖြည့်စီတတ်တယ်လို့လည်းအယူဆရှိပါတယ်။ဒါကြောင့်အမှောင်ပြောကားတွေရှိတယ်လို့လည်းယုံကြည်ထားကြပါတယ်။ Behold လူမျိုးစုတွေဟာအထောက်ဝဲရမှာရှိတဲ့အရာခတ်သိန်းတို့မှာအသက်ဝိညာဉ်ရှိတယ်၊နတ်တကိုးရှိတယ်လို့ယုံကြည်ပါတယ်။ တကူအကြီးဆုံးနဲ့များဟာသူတို့ရက်ရွာအနီးနားမှာရှိတဲ့တောင်ကုန်းတွေပေါ်မှာနေထိုင်တဲ့နှက်တွေဖြစ်တယ်လို့ယုံကြည်ကြပါတယ်။သူတို့နှက်တွေကိုခေါ်တဲ့နာမည်တွေကတော့ဘူရူဘွန်ဂါစ်၊အိုရာဘွန်ဂါစ်ဒီလိုခေါ်တတ်ကြပါတယ်။ထုံနှက်များနဲ့ကိုးကွယ်တဲ့နှက်များကိုပူဇော်ရတဲ့ရိုးရာနှက်များဖြစ်ပါတယ်။ဘိုးဝါပြည်ပင်နှက်တွေဆိုတာအသီးသန့်ရှိပါတယ်။သူတို့ကိုကြတော့ဟာဘရွန်လို့ခေါ်ပါတယ်။ တခြားဘီဟောလို့ကိုယ်ပဲတဲ့နတ်များလည်းရှိပါသေးတယ်။အဲ့ဒီနတ်များထဲမှာအချို့အခြားအထောက်အထိပ်ဖြစ်တဲ့နတ်ဖျားစင်ကဘုံကဆိုတဲ့နတ်လည်းရှိပါသေးတယ်။ထိုနတ်ကတော့ထာဝရနတ်ဖျားဖြစ်ပါတယ်။ဖန်ဆင်းရှင်ဖြစ်ပါတယ်။ထိုနတ်ကိုနေမင်းနဲ့သင်္ကေတပြုထားပါတယ်။ထိုထာဝရနတ်ဖျားကလှုပ်ရှားနေတဲ့နတ်မဟုတ်ပါဘူး။လူကိစ္စအမှုရေးခဲများကိုစိတ်ဝင်စားခြင်းမရှိပါဘူး။ ဒါပေမဲ့ထိုနတ်ဖရားတွေဟာအခါအားလျော်စွာရစ်ဖြင့်ပူဇော်ပတ်သားရပါတယ်။ဒါအပြင် မေတော်နတ်တွေလည်းရှိပါသေးတယ်။ဒီနတ်တွေကတော့ဒေဝီမေနဲ့ဘူရှ်မေဖြစ်ပါတယ်။မေတော်ကနှစ်ပါးဖြစ်ပါတယ်။ဒီမေတော်တွေကလူကိစားများနဲ့အထူးသက်ဆိုင်ပါတယ်။ကျမ်းမာရေးကိုဝင်ရရှိရေးအစားအစာရရှိရေးမှာမေတော်ကြီးတွေကမာသားတယ်လို့ယုံကြည်ကြတယ်။ နတ်အများပြားကိုတာမန်အခါများမှာပုဂ္ဂလိကမိသားစုများကအမြဲတမ်းရစ်ပူဇော်ဖို့မလိုပါဘူး။ရစ်ပူဇော်ရမယ့်အခါမှာ၎င်းတို့ရဲ့အလိုဆန္ဒကိုထုတ်ဖော်ပြသလာကြပါလေ။ထက်တလဲလဲမကြခဏဥပအန္တရယ်ဂျမားစုကြုံတွေ့ရတဲ့အခါမှာလာပူဇော်ကြတာဖြစ်ပါလေ။တချို့မိသားစုများမှာမကြခဏကန်ဆိုးဝင်းမြောင်ကြတဲ့အခါ၎င်းတို့ဟာမာတီလို့ခေါ်တဲ့ပျောကဆရာကိုပင့်ကြပါတော့လေ။ ဒီခါကျမှရစ်ပူဆိုရမယ့်အကြောင်းကိုပြောကဆရာကပြောပြပါလေအဖြစ်ပြက်တစ်ခုကိုဥပမာအနေနဲ့ကြည့်နိုင်ပါတယ်တခါက before အမျိုးသမီးတူဟာလဲလန်းနောက်မှာမှာလဲဆွဲနေတဲ့နွားတကောင်ရဲ့လေဘင်းကကြကြံရင်ခဲ့တဲ့ခြူကြေးခေါင်းလောင်းလေးကိုနွားခလောက်ကိုကောက်ရပြီးအိမ်ကိုယူလာခဲ့ပါတယ် မကြမီမှာသူ့ရဲ့သမီးကလေးနာမကျန်းဖြစ်ပါတယ်။ဘယောကဆရာကိုပြင်ပြီးမေးရပါတယ်။ခလီရုပ်တရက်နာမကျန်းဖြစ်ရတဲ့အကြောင်းကိုစုံစမ်းဖို့မာတီခေါ်ဘယောကဆရာကိုပြင်ဖိတ်တာပါ။ဘယောကဆရာကယောဂဖြစ်သူမင်းကလေးရဲ့မိခင်ဟာတတ်တူဖြင့်ပြုလုပ်ထားတဲ့အရာဝတ္ထုတစ်ခုကိုကောက်ယူလာခဲ့ကြောင်းထိုအရာဝတ္ထုနဲ့အတူဘန်ဂျရီဘုတ်လို့ခေါ်တဲ့တရေပါလာကြောင်း။ဒါကြောင့်မင်းကလေးရဲ့မိခင်ဟာထိုတရေကို မာနိတဆိုတဲ့နီးနဲ့ပူဇော်ရပါမယ်။ထိုတရေကိုအခါအားလျော်စွာရစ်ပူဇော်ရမယ်လို့မိငုံပြောပါလို့လေ။မိခင်လည်းပျောကဆရာပြောတဲ့အတိုင်းပြုလုပ်တဲ့အခါသမီးရဲ့ယောဂတက်တာပျောက်ခင်းသွားပါတော့လေ။ဒီချိန်ကနေစပြီးအမျိုးသမီးနဲ့သူ့ရဲ့ခင်မိုးတို့ဟာဒီ boundary board လို့ခေါ်တဲ့တရေကိုကြေးခေါင်းလောင်းဖြင့်အခါအားလျော်စွာပူဇော်ပတ်သားကြရပါတော့လေ။မိငယ်တည်ဆုံးသွားတဲ့အခါထိုတရေကိုအမျိုးသမီးများကမိငယ်ရဲ့အမူအဖြစ် စက်ခံရပြန်ပါတယ်ဘီဟောလူမျိုးစုများဟာအောက်လန်းအတက်မော်တက်ဆုံးတက်များကိုတော့မတက်ပါဘူးဒါပေမဲ့သူတို့ဟာခုခံနိုင်တဲ့ဝိဇာအတက်တစ်ခုကိုတက်မြောက်ပါတယ်အဲ့ဒီနီးကမိုးကိုတားဆီးနိုင်တဲ့အတက်ခေါ်ပါတယ်လျှက်စစ်မိုးကြိုးကို၎င်းလေပင်မုန်တိုင်းကိုလည်းတားနိုင်ကြပါတယ်မှတ်ချင်းရင်မွေကင်စသည်ကိုလည်းမောင်းထုတ်နိုင်ပါတယ်ဖယုံသီးများကိုမပုတ်သောအောင်ကာဝယ်နိုင်ပါတယ်အောက်မှာခြေချနေထိုင်သူဘီဟော လူမျိုးစုဂျာကစ်များရဲ့မိုးကိုဖန်တီးတဲ့ဝိဇာအတိုက်ရဲ့နမူနာကိုပြောပြပေးပါမယ်။နတ်စောတော်ထားပါတယ်။သူတို့အနီးအနားမှာရှိတဲ့တောင်ကုန်းမြို့ကိုသွားတယ်။တောင်ကုန်းမြို့မှာရောက်တဲ့အခါကြောက်တုံးကြောက်ခဲအရေးအစားမျိုးစုံကိုတောင်ပေါ်ကနေလိမ့်ချကြပါတယ်။ထို့အခါမှာကြောက်ခဲများတင်းတင်းတိုင်းတိုင်းလိမ့်စင်းစံတွေပေါ်ထွက်လာပါတယ်။ထို့အတန်ကိုပို၍ပြင်းထန်လာစေဖို့ဘုံတွေစီရိုတွေနဲ့ပြင်းထန်စွာတိခတ်ကြပါတယ်။ထို့အတန်ဟာမိုးချိန်တန်ငယ်သို့ဖြစ်ပါတယ်။ တို့တဲများပုံကိုမိုးစက်မိုးမများကြလာတဲ့အတိုင်းနဲ့တူဦးနေပါတော့တယ်။မိဟောများမှာတားမြစ်ချက်ဒါဘူးများလည်းရှိပါတယ်။၎င်းတို့ဟာရှေးခေတ်လူသားများရဲ့ထိုးထွင်းသိမြင်တဲ့ဉာဏ်ပညာကိုအထင်ရှားဖော်ပြနေတဲ့အချက်တွေဖြစ်ပါတယ်။ဥပမာအမျိုးသမီးတူဦးဟာအမဲလိုက်ပိုက်ကုန်ကိုဖြစ်စေအမဲလိုက်ဒုတ်တင်းပုတ်ကိုဖြစ်စေကြော်နေခြင်းမပြုရပါဘူး။မိမကထိုးထိုးပြုလုပ်ရင်အမဲလိုက်ရင်မရတော့ဘူး။ ထောပိုက်မှာအမဲမရနိုင်တော့ဘူးလို့ယူဆကြပါတယ်။ထိုကဲ့သို့မိမခြေဖြင့်နင်းမိတဲ့တင်းပုတ်ကိုလည်းအသုံးမပြုဘဲစွန့်ပစ်တတ်ကြပါတယ်။ဘီဟော့ကလေးငယ်တယောက်ကအစံချောင်းနေတဲ့မိသည့်ဥကိုများမစားရအောင်။ထိုအစံချောင်းတဲ့ဥကိုစားမိရင်ကလေးရဲ့နားထဲမှာပီတယ်နာဖြစ်တယ်လို့ယုံကြည်ကြပါတယ်။ဘီဟော့တယောက်ဟာတတ်တန့်ကို လက်ညှိုးနဲ့ထိုးမိပါကထိုလက်ညှိုးကကိုယ်ကောက်သွားတတ်တယ်လို့အဆိုရှိပါတယ်။မိသူမဆို ဘီဟောလူမျိုးစုတယောက်ကိုနနပိုင်းတွင်မျိုးလုံးတစ်လုံးနဲ့ဖြင့်ကြည့်ရင်ထိုကြည့်တဲ့သူဟာထိုနေ့အမဲလိုက်ရင်အသားကောင်မရတော့လို့ယူဆတာပါတယ်ထိုအဖြစ်ကိုကာကွယ်ဖို့တဲ့ဘီဟောလူမျိုးကမျိုးလုံးတစ်လုံးလုံးဖွင့်ပြန်ကြည့်ပေးရပါတယ်ဘီဟောတူဟာအမဲပြန်ထွက်သွားတဲ့အခါမိမိအိမ်ကိုနောက်ပြန်မကြည့်ရပါဘူးဒီလိုကြည့်ရင်အသက်အန္တရာယ်ရှိတယ်လို့ယူဆပါတယ် မိသားစုတစုဟာမိမိတဲအပြင်ဘက်မှာတတူပင်ပြုလုပ်လာတဲ့အသုံးဆောင်များကိုမသုံးဆွဲရပါဘူးဒီလိုသုံးဆွဲရင်မိုးချိုးပစ်ချတတ်တယ်လို့ယုံကြည်ပါတယ်ဒီဖော်ပြချက်တွေမှာဘီဟောလူမျိုးများဟာကမ္ဘာပေါ်မှာခင်းနောက်ကျသောလူမျိုးများဖြစ်ရှိနေကြပါသေးတယ်ဒါပေမဲ့သူတို့ရဲ့ယဉ်ကျေးမှုဓလေ့ထုံးစံတွေအပြောင်းအလဲများစတင်ဖြစ်ပေါ်နေပြီဆိုတာကိုလည်းလေ့လာနိုင်ပါတယ်အလွန်ထင်ရှားတဲ့အချက်တစ်ချက်က၎င်းတို့ရဲ့ရှေ့အယူဆများမှာဟိန္ဒူအယူဆများဝင်ရောက်လာတဲ့အတိုင်းအောင် မပြောင်းမလဲပဲဆက်လက်တည်ရှိနေတာဖြစ်ပါတယ်။စိတ်ကူးရင်ဘဝကိုဟိန္ဒူဒန္တာကြီးများကများစွာလှုံ့ဆော်နိုင်ပါတယ်။ရာမလက္ခဏာစီတာဒေဝီရာဝဏနဲ့ဟနုမန်ဇက်လန်းများကိုသူတို့နှစ်သက်ကြပါတယ်။မဟာမေရင်ကုံတွေတို့ရဲ့စီတော်စင်အကြောင်းစီတော်ဝေါ်အကြောင်းနန်းတော်များအကြောင်းကိုလည်းဘီဟောတို့ဟာမိဘုံပေးမိလုံရင်ပြောတဲ့ပုံမြင်များမှတွေ့နိုင်ပါတယ်။ယခုတတိုင်ဘီဟောလူမျိုးများဟာ င်းတို့ဤနေ့စဉ်ဘဝမှာသူတို့ရဲ့စိတ်ကူးရဲ့ကမ္ဘာလောကကြီးရဲ့ပြင်ပလောကနဲ့ဆက်သွယ်မှုအတွက်ပုံကွယ်နေကြတော့ဖြစ်ပါလေ။နားဆင်ပြီးတဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်တစ်ခါမှာတောင်အာဖရိကများမှာဘာဝင်ဒါများရဲ့အကြောင်းကိုဘုဒ္ဓတာအဖြစ်ဖော်ပြပြီးတော့မှာဖြစ်ပါလေ။